မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Silly Global Channel ကနေ November 22ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မိမဖြစ်သူကိုလူကြားထဲမှာဆွဲလာရှမ်းလာလုံနေလို့လူပြောများနေတဲ့ပိုင်းတကွန်တည်းမင်္ဂလာဆောင်ပြီးမှခက်စင်းနေတဲ့မိသားစုကြောင့်ရှူတင်မှာတုတ်ဆုံရောင်းနေရပြီဖြစ်တဲ့စုပြည့်သစဉ်တည်းလက်ဖွဲ့ရမှာကြောက်လို့မလာဘူးဆိုတဲ့မီဒီယာတူတွေကို အခုလို့တခွနဲ့တုံ့ပြန်လိုက်တဲ့ဆွေတဲ့ ချမ်းသာကြွားလို့လို့တားလေးကိုတိမ့်တုံးရတဲ့အဝတ်တွေပဲဆင်နေတဲ့တတိမကြီးနေကြူတဲ့ဆိုပြင်မင်္ဂလာပွဲကိုဘာကြောင့်မလာခဲ့လဲဆိုတဲ့ကိစ္စကိုနေထွက်ကိုတိုင်းဒဲဖြေရှင်းလိုက်တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်မိမဖြစ်သူကလူကြားထဲမှာဆွဲလာရှန်လာလုံနေလို့လူပြောများနေတဲ့ပိုင်းတကုံမြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားဖြစ်သူပိုင်းတကုံကတော့အိမ်အောင်ကြပြီးမကြမီမှာတဲ့ယူထားတဲ့မိမအပေါ်စာတိပြတဲ့လုံရက်တွေ ပြုံမှုနေလို့ဝေဖန်ခံနေရပြီပဲဖြစ်ပါတယ် ီလုံရက်ကိုပရိသတ်တွေကသူများချောင်းရိုက်ထားတဲ့ online ပေါ်ကဗီဒီယိုတစ်ခုကနေတွေ့ရှိခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာပိုင်းတကွန်ရဲ့လုံရက်ကလူဝေပန်းချင်းစရာဖြစ်လို့နေတာပါပိုင်းတကွန်ကလက်ထပ်ထားတာမကြသေးတဲ့ဇနီးဖြစ်သူလင်းမြဖို့ကို လူကြားထဲမှာဆွဲလာရှန်လာလုပ်နေခဲ့ပါတယ်အမျိုးသမီးနဲ့အမျိုးသားအားကျဲမမျှတဲ့အတွက်လင်းမြဖို့ကတကူလုံးရှင်းထိုးနေပြီးကံကောင်းစွာနေပြီးဒီဖြစ်ရက်ကိုဖုံးတလုံးနဲ့မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ တကယ်တော့ပိုင်တကွန်ဟာမြမစကားတော်ကောင်းကောင်းနားမလည်တဲ့တိုင်းရင်းသားဘဝကနေမင်းသားဖြစ်လာခဲ့သူတယောက်ဖြစ်ပြီးသူ့ရဲ့မျိုးသမီးကတော့မြမဆက်ဆက်အတိုင်းဝိုင်းကြီးကြီးတဲ့ကဖြစ်ပါတယ်။ပိုင်တကွန်ကတနင်္သာရီတိုင်းမှာမွေးဖွားခဲ့ပြီးမိခင်ရောဖခင်ကပါမြိတ်သူမြိတ်သားတွေဖြစ်ကြပါတယ်။စကားမဝဲပဲတီလွန်းငိန်လွန်းလာတဲ့ပိုင်တကွန်ဟာမော်ဒယ်လောကကတစိမ်ရုပ်ရှင်လောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကလေးကလင်းမြောက်ဘူးကသူ့ကိုထောက်ပံ့ပေးခဲ့တာပါ။ မိုင်းတကုံမင်းသားမဖြစ်သေးခင်အချိန်အိမ်ကားပေါ်မှာနေရကြတဲ့ကလင်းမြဖူးကအနွနာခံတွဲခင်တာဖြစ်ပြီးချစ်သူတတန်လေးနှစ်အကြာမှာတော့လက်ထပ်ခဲ့ကြပါတယ်ပန်ဒကွန်ကလည်းလေးနှစ်အတွင်းမှာတမူထူးခြားတဲ့စတိုင်နဲ့ချောမောလွန်းတဲ့ရုပ်ရည်ကြောင်ရေးပန်းစားခဲ့ပါတယ်။ရုပ်ရှင်ကားကြီးတွေမှာသာမကနိုင်ငံတကာဇလန်းတွဲတွေကိုပါရှိုက်ကူတဲ့အထိတဟုန်တိုးရှိန်ရလာခဲ့ပြီး ယနေ့တိုင်းလေအမှုပညာနယ်ပယ်မှာပိုင်းတကွန်ဟာလက်ထပ်သွားသည့်တိုင်ချင်းမွေးလေးဆိုပြီးအောင်မြင်နေစေဖြစ်သလိုသူနာကိုကတ်ချင်နေသူတွေလည်းများပြားလိုနေပါတယ်။အခုကော်တောင်းမှာရှိုင်းမဲ့ဇလန်တွေမှာဆိုရင်လေမင်းသမီးမိုးရီကိုနဲ့အတူတွဲဖက်တရုတ်ဆောင်အောင်မှာဖြစ်ပြီးလင်းမြဖို့ကိုသူနဲ့မလိုက်ပဲနေခဲ့ဖို့ပြောခဲ့သေးတယ်လို့သိရပါတယ်။ဒါပေမဲ့လင်းမြဘူးကသူ့ကိုစိတ်မချတဲ့အတွက်အနောက်ကနေတကောက်ကောက်လိုက်လာခဲ့ပြီးနောက်မှာအခုလိုစိုးရတဲ့ဖြစ်ရမျိုးကြုံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအကောင့်မြင်သူတွေကတော့ဗီဒီယိုကိုသိချကြည့်ပါအောင်။ယောက်ျားဖြစ်သူကမိန်းမဖြစ်သူကိုချစ်လို့ကြည်စားနေတာပါ။နှစ်အောင်လုံးပြုံးပြုံးရှိရှိနဲ့အဆင်ပြေနေကြတာပဲ။သူများနဲ့များကြပြဿနာဖြစ်အောင်တတင်းတူတွေနဲ့မဖြက်စည်းစမ်းပါနဲ့။အကောင့်မြင်စေလင်းမွေးစားမှဆိုပြီးမှတ်ချက်တွေရေးခဲ့ကြပါရစေ။ပရိသတ်ကြီးတို့ရောအခုမြင်ခွင်ထဲမှာလင်းမြဖို့ကတကယ်ပဲအောက်ကျနေရတယ်ထင်လား။ လင်းများချင်းချင်းချစ်လို့ကြည်စင်လာလားဆိုတာကိုသိချကြည့်ပြီးတော့ comment မှာထင်တာလေးတွေရေးခဲ့ကြပါဦးနော်မင်္ဂလာဆောင်ပေးမှာကက်ဆီနိုမိသားစုကြောင့်ရှင်တင်မှာတုံ့ဆောင်ရောင်းနေရပြီဖြစ်တဲ့ဆိုပြတဲ့စိန်ချမ်းသာရီမိသားစုကိုယူခဲ့ပေးမယ်အတုံ့ဆောင်ရောင်းနေရတဲ့ဆိုပြလူပြောများနေတာကဆိုပြတဲ့စိန်မှာ အခုဆိုရင်အင်တာနက်ပေါ်မှာစုပြည့်တစဉ်တဝူးတုတ်တုတ်ဆုံရောင်းနေတဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့လာတာဖြစ်ပါတယ်။အဆိုပါဗီဒီယိုဖိုင်မှာတော့စုပြည့်တစဉ်ကတဝူးတုတ်တပွဲကို9000မှစုပြီးရှူတင်ဖွဲ့သားတွေကိုကျွေးမွေးနေတာပါ။ရှူတင်ဖွဲ့သားတွေကလည်းစုပြည့်တစဉ်လက်ရဆိုတိတ်ကြိုက်တယ်ဆိုပြီးအားရပါးရစားနေကြတာဖြစ်ပါတယ်။ ဆိုပြေတစင်ဟာအစားတော့ကောင်းနေပေါ်တဲ့တောင်ငူစာတိသူလေးမို့လို့လေဆိုပြေလည်းရကုန်ဟိဝရံမိသားစုရေရောအမှုပညာလောကသားတွေပါကြိုက်ကြတာဖြစ်ပါတယ်အခုလဲဆိုပြေတစင်လှုပ်ကျွေးတဲ့အတုံဆုံးကိုငြင်းရင်ရှိရင်စားနေကြတာပါအဆိုပါဗီဒီယိုဖိုင်တွေအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးမှလူတွေကတော့ဆိုပြေတစင်ကတော့အိမ်အောင်ရှမဖြစ်လာတော့အပေါ်ဝင်ဝင်ရအောင်ရှူတင်မာတော့တုတ်ဆုံရောင်းနေရပြီဆိုပြီးပြောနေကြတာပါတချို့ကလည်းရောက်ခမမိသားစုကကက်စင်းနေပုံရတယ် ဒါကြောင့်မင်္ဂလာပွဲပြီးတာတော့အငြိမ်မနေနိုင်ပေ။စိုင်းပရိုမိုးရှင်းနေတက်ကငွေရှာနေရတယ်လို့အခုလဲရှူတင်မှာအပေါ်ဝင်ငွေရအောင်တောက်ဆောင်ရောင်းနေရပြီဆိုပြီးတော့ပြောကြတာပါ။ဒါမိမလဲတကယ်တော့အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်ဟာစုပြည့်တစင်တကယ်တုံရောင်းနေတဲ့ဗီဒီယိုဖိုင်မဟုတ်ပါဘူး။စုပ်ပြေတစင်ဟာစိတ်ထားကောင်းကဟင်းလေချက်တတာကြောင့်သူမရှူတင်မှာဆိုအတုံးဆုံးတို့တောင်ငူမုံရင်းကားတို့ကိုအမြဲတမ်းရှူတင်ရှိုက်ကွင်းတစ်ဖွဲ့တောင်းတို့ကိုအဲ့ခံကျွေးမွေးနေကြဖြစ်ပါတယ် အခုလဲဆိုပြတဲ့စင်ဟာအင်္ဂါစီစဉ်လာတဲ့တုံ့ဆောင်ပန်းကြီးကိုယူကမီတိုမန်တို့ကင်မရာမန်စောက်ဖွဲ့သားတွေကဆာရှူတင်တပွဲလုံးကိုအုံဆောင်ကျွေးနေတာဖြစ်ပါတယ်။တပွဲကို9000ဆိုတာကစနောက်ပြီးတော့ပြောနေတာပါ။ဆိုပြတဲ့စင်ရှူလိုက်တဲ့ဟင်းဝီယန်တို့မိသားစုဟာမြန်မာနိုင်ငံမှာချမ်းသာတဲ့ဒိတ်ဒိတ်ကျဲတတိပညာတတ်မိသားစုဖြစ်တာကြောင့်လူတွေအင်တာနက်ပေါ်မှာပေါက်ကြရပြောနေကြသလိုကက်ဆီနီတွေဆိုတော့ပါညာကမဖြစ်နိုင်ပါဘူး။ ကက်ဆီမင်းလို့လည်းမင်္ဂလာဆောင်ကုန်ကြစီအားလုံးကိုသူတို့တားရှင်ဘက်ကပဲစိုက်ထုတ်ပေးကြတာဖြစ်တယ်လို့ဟင်းဝီရန်နဲ့စူပြေတစင်တို့မင်္ဂလာဆောင်ပြီးရင်နေဖို့အတွက်လည်းတိမ်မောင်တောင်းချီတန်းနဲ့တိုက်နယ်ကားတွေကိုလက်ဖွဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကတော့စူပြေတစင်ကိုကန်ကောင်းတဲ့သူအချက်ခံရတဲ့သူဖြစ်သတ်မှတ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလိုင်းပေါ်မှာတော့စူပြေတစင်ဟင်းဝီရန်နဲ့ပတ်သက်တဲ့ကောလာဟာလာတဲ့တင်းတွေကအများကြီးပြန့်နှံ့နေတာဖြစ်ပါတယ်။အခုလေစုပြည့်သစင်အတုံးဆုံးရောင်းနေရတဲ့ဗီဒီယိုဖိုင်ကပြန့်နှံ့လာတာဖြစ်ပါတယ်။ တကယ်တော့စွန့်ပြစ်တဲ့စနေအတုံးဆုံးတဲ့ရင်ကဒီတစ်ခုတည်းမဟုတ်ပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းမှာမင်္ဂလာဆောင်တော့ကလည်းစွပ်ပြတဆင်တို့မိသားစုဟာမင်္ဂလာဆောင်တဲ့5 star hotel မှာတတို့သမီးအရှံလုပ်ပေးတဲ့အမှုပညာရှင်တွေကိုတော်ဟုတုံနေဖက်ကျွေးကြတာကြောင့်ကက်ဆေးနဲလာကြည်လာဆိုပြီးလူပြောများခဲ့ပါသေးတယ်။တချို့ကဆိုကျင်းကားဖွယ်5 star hotel မှာဘာလို့ buffet တို့ dim sum တို့မကျွေးပဲလက်တော့ဆုံးကျွေးရလဲဆိုပြီးဝေဖန်ကြတာပါ။ဘာဖြစ်ဖြစ်အင်တာနက်ပေါ်မှာတော့အပြစ်မရှိပြစ်ရှာနေတာဖြစ်ပါတယ်။ ဆိုဗီယက်စင်ကတော့ဘာဖြစ်ဖြစ်ဟိမယန်နဲ့လက်ထပ်လိုက်တာကတကယ်ကိုငံကောင်းပြီးအချစ်ခံနေရတာကတော့အမှန်ပါပဲပရိသတ်တို့ကရောဆိုဗီယက်စင်ရဲ့အတုံးစုံကိုစားကြင်နေကြပြီလားဆိုတော့ပြောသွားကြပါအောင်ရှင်ကြည့်ရှုအားပေးကြသူပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ピッ လက်ဖွဲ့ရမှာကြောင်းလို့မလာဘူးဆိုတဲ့မီဒီယာတူတွေကအခုလိုတခုနဲ့တုံ့ပြန်လိုက်တဲ့ဆွေထဲချုံလို့ချုံဆိုပြီးနာမည်ကြီးခဲ့ပူတဲ့မဆွေကတော့ငယ်စဉ်မင်္ဂလာပွဲကိုလုံးဝမတက်ရောက်ရခြင်းအကြောင်းရင်းကိုသူမကိုယ်တိုင်ဖြေရှင်းလာခဲ့ပါပြီမီဒီယာတွေကသူမရဲ့အကြောင်းကိုအွန်လိုင်းပေါ်မှာတပုတ်လေလွင်ပြောဆိုခင်တာဖြစ်ပြီးလက်ဖွဲ့မပေးချင်တာကြောင့်မသွားဘူးဆိုပြေတို့ဟာတထင်းမဟုတ်တာကြောင့်မတော်ဘူးဆိုရဲဆွဆွဲချက်အမျိုးမျိုးနဲ့ရေးသားခဲ့ကြတာပါ။ဒါကြောင့် ူမရဲ့တိတ်ခါကိုပါထိပန်းလာခဲ့တဲ့အတွက်ဆွေကခုလိုလူသိရှင်ကြားထွက်ရှင်းခဲ့တာဖြစ်ပြီးငယ်စဉ်ပွဲကိုမတက်ရတဲ့အကြောင်းရင်းရဲ့နောက်ွယ်မှာဒီလိုကိစ္စတွေရှိနေတယ်လို့ထုတ်ပြောလာခဲ့တာပါဒီအကြောင်းကိုဆွေကအမလီနော်ငယ်စဉ်ဝတ်တင်ကိုလက်ဖွဲ့ပေးရမှာကြောင့်လို့ငါးပွဲလုံးမတက်တဲ့မင်းတွင်ထုံးစုပ်ပြီးရှောက်ရင်းနေတာတွေ့တော်ရှိခြင်းလိုက်တာနောက်ကန်စကားပြောနေတဲ့ဦးတက်သေးပါပြီဟိမီဒီယာတူရင်းမှွေလိုက်ကြတာရှင့် တကယ်ကအကြောင်းရင်းတွေအများကြီးရှိပါတယ်လို့စကားအဆပြောခဲ့တာဖြစ်ပါတယ်တဖက်မှာတော့စိုးပြေတစင်ကခင်မင်ခဲ့ပူးတဲ့မျက်နှာမှမထောက်ပဲငင်းစင်ပွဲငါးပွဲကိုတပွဲမှမလာတဲ့ဆွေကိုအခုလိုပဲပညာသားပါပါပြောချခဲ့လိုက်ပါတယ်။စိုးပြေဘက်ကလည်းစိုးပြေကတကယ်ကိုခင်မင်ရှင်းနေရတဲ့အမဆွေမို့လို့ငါးပွဲလုံးကိုဖိတ်ခင်ပါတယ်။လက်ဆောင်ပေးရမှကြောက်တဲ့ဆိုရင်လေငါးပွဲလုံးမလာတော့တပွဲတော့လာတင်ပါတယ်။ ကိုရွှေမပွဲကိုကြာတွားပေးပြီး တနေရင်လှုပ်တဲ့စိုးပြေပွဲကိုမလာတာတော့တကယ်စိတ်ဆိုးမိပါတယ်လို့စားနောက်တလူနဲ့ရှီမောစွာပြောခဲ့ပါတယ်။ဒါကြောင့်ပြိတ္တိကလည်းဒီနူရဲ့ခြေထဲကဖြစ်မှန်တွေကိုသိချင်ခဲ့ကြပြီးဘသူကမှလည်းသူတို့နှစ်ယောက်သားမှာဘာပြဿနာတွေရှိနေဆိုတာကိုဆက်စုချင်ခဲ့ကြတာပါ။အခုလိုမျိုးဆွီကိုရိုင်းကထွက်ရှင်းလာတဲ့အခါမှာတော့အလုံးဝိုင်းပြုံပြီးဆက်စုခဲ့ကြပါတယ်။ ဒီလိုတည်င်းနေရန်စုပြည့်မင်္ဂလာဆောင်တဲ့ဟာဆွေတယောက်ခီးလွန်နေတဲ့အချိန်ဖြစ်တဲ့အတွက်နောက်ွယ်ကနေရွှေကုန်လက်ဖွဲ့ပေးခဲ့တယ်လို့သိရပါဗျ။အဲဒီရွှေတွေကိုကြားခံလူနဲ့လက်ဖွဲ့ပေးခဲ့တာဖြစ်တဲ့အတွက်ဆွေကလည်းသူ့ပေးလိုက်ပြီလို့ထင်မိစုပြည့်စီကိုလည်းရွှေတွေကမရောက်ဘဲနဲ့ဂျားရီမှပြဿနာတက်ကုန်ကြတာပါ။ဒါကြောင့်စူပန်လက်ဖွဲ့ကိစ္စမှာခလောက်ဆန်သွားတဲ့တစုံတယောက်ရှိနေနိုင်တယ်လို့ယူဆပါပြီ။အဲဒီလူရဲ့နာမည်ကိုတော့ဖွင့်ရထားခြင်းမရှိပါဘူး။ တချို့ကလည်းအဆိုပါရွှေတွေလက်ဖွဲ့တွေဆိုတဲ့အပေါ်အလကားညာတာပြင်ပါပါ သူကိုယ်တိုင်တော့စားစရာမရှိလို့ခရိုနီတွေအနားကိုပဲကပ်ပြီးလိုက်ပေါင်းနေရတာစပိုင်းကိုဆိုလဲအသေးကတ်တာမင်းသားမင်းသမီးတွေအင်တာဗျူးမှာလည်းသူပဲတင်းဝင်ပြေးတာရွှေမန်းမင်္ဂလာပွဲတုန်းကလည်းသူ့အတန်းကြီးပဲအခုမှမအားလို့ပါရွှေတွေမရောက်လို့ပါဆိုတာတော့ကြားမကောင်းဘူးလူတွေမသိတဲ့ဖြစ်ရက်တစ်ခုခုရှိနေအောင်ပါလို့မှတ်ချက်တွေရေးခဲ့ကြပါတယ် ပြည်သူချင်းရောလက်ဖွဲ့ရမှာကြောက်လို့မလာဘူးဆိုရင်မီဒီယာတူတွေကအခုလိုတခွန်းနဲ့တုံ့ပြန်လိုက်တဲ့ဆွေပုံဘလို့များထင်ကြပါသလဲနော်ချမ်းသာကြုံပါလို့လို့တားလေးကိုတိမ့်တုံးရတဲ့အဝိတ်တွေပဲဆင်းနေတဲ့တထင်းမကြီးနေကြည်ဦး။မွေးကလေးကတားလေးကိုတာမန်ဝစ်စားနေမွေးပေးပင်တိမ့်မောင်းရချီတန်းနဲ့ brandy ပဲဝစ်ထားပေးကြောင်းတထင်းနေထွက်လာတာကတော့တထင်းမကြီးနေကြည်ဦးပါ ဒါကြောင့်လည်းကန်စာတာအကောင့်ကပုံကန့်ကြီးမားလို့နဲ့နေကျူးရဲ့သားလေးကိုပရိသတ်တွေကချစ်ပေးနေကြတာဖြစ်ပါတယ်။အလုံးတိကြတဲ့တထင်းမကြီးနေကျူးဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်ရတနာလုပ်ငန်းရှင်တထေးကြီးကိုပြင်းနေကြီးကျယ်ခမ်းနားစွာလက်ထပ်ခင်တာပါ။အခုဆိုရင်နေကျူးဟာထိုင်းနိုင်ငံမှာသားလေးတယောက်ကိုမွေးဖွားထားတာပါ။နေကျူးဟာသားလေးကိုမမွေးခင်ကတည်းကကြိုတင်ပြင်ဆင်မှုတွေအများကြီးပြုလုပ်ထားတာပါ။ တာလီတွန်တိုက်ကြီးတွင်နေထိုင်းနိုင်ငံကအကောင်ဆုံးစေယုံမှာအကောင်ဆုံးပြုစုစောင့်ရှောက်မှုတွေများစွာနဲ့လုပ်ခဲ့တာပါ။ဒါပြင်ခုဆိုရင်လည်းတာလီကိုကံကောင်းမှုတွေစောင့်ကျင်းလာမယ်။အီတန်တရားဆိုတဲ့နာမည်ကိုပေးထားတယ်လို့သိရပါတယ်။ဒါပြင်ခုဆိုရင်တာလီကိုတိမ်မောင်းရာချီတန်နဲ့အင်ဂျီတွေဝစ်ဆင်ပေးလိုက်တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။ ိုးပြည့်ရဲ့မင်္ဂလာပွဲကိုဘာကြောင့်မလာခဲ့လဲဆိုတဲ့ကိစ္စကိုနေထွတ်ကိုရိုင်းတဲပြေရှင်းလိုက်ပြီးမင်္ဂလာပါပြိတ္တများရှင်ပြိတ္တတို့အားလုံးသိကျင်နေကြတဲ့ဖြေတစ်ခုကိုကာယကံရှင်ကိုရိုင်းကအခုလိုမျိုးတဲပြေရှင်းပြောပြလာခဲ့ပါပြီဆိုပြင်းမင်္ဂလာပွဲကိုနေထွေရောက်မလာခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေတော်တော်များများရဲ့အထင်နဲ့မြင်ကဆိုပြင်းနဲ့နေထွတို့ပြဿနာဖြစ်တာလို့လားဒါမှမဟုတ်ဂျာနီမှာဟေးဝီယံမသိစေချင်တဲ့ဆက်ဆံရေးတွေရှိခဲ့လို့လားဆိုပြီးတော့သူလို့သူလို့ထင်ကြီးပေးနေကြတာပါ ဂျပန်ဇလန်တွဲရိုက်ကူးပြီးကြတဲ့ကနေထွက်ကနောက်ထပ်ထပ်ပြီးတရုတ်မဆောင်ချင်တော့တဲ့မင်းသမီးတလန်ရှိကြောင်းနဲ့အဲဒါကလည်းစိုးပြစ်ဖြစ်မလားဆိုတဲ့အကြောင်းနဲ့စာတပြိုင်စုညာပွင့်လွင်ရိုက်ပြီးခရက်ထားကြတာမှန်ပါအလုံးထင်နေကြတာကတော့နေထွက်ကစိုးပြီကိုကြည့်မရတလို့စိုးပြီကလည်းနေထွက်ကိုကြည့်မရလို့ပရိသတ်တီဝမ်းရှစ်တာကိုတော့မခံခဲ့တာလို့ပဲထင်ခဲ့ကြတာပါတကယ်တမ်းကျတော့စိုးပြီကနေထွက်အပေါ်မှာရန်လွန်နေတဲ့စိတ်ဒါမှမဟုတ်ဒေါသထွက်နေတာမျိုးလုံးဝမရှိပါဘူး သူတို့ရဲ့မင်္ဂလာပွဲနောက်ဆုံးနေ့မှာနေထွက်ကိုလည်းဖိတ်စာနေတကောအထုတက်လည်းဖိတ်ကြားဧည့်ခံခဲ့ပါတယ်။ဒါပေမဲ့နေထွက်ကတမင်တက်တန်ရောက်မလာခဲ့တာပါဆိုပြီးတော့ဒီနေ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။သူကိုယ်တိုင်ပါဇက်ကနေထုတ်ဖော်ပြီးတော့ပြောပြသွားခဲ့တာပါ။ဒါပေမဲ့မလာတာကလည်းတမင်တက်တန်ဆိုပေမဲ့မင်းပညာဇက်ကောင်နေနဲ့ခန်းစားလိုက်တာပါလို့ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။ တကယ်တကယ်တမ်းပြင်လောကမှာသူမလာဖြစ်ရတဲ့အကြောင်းရင်းကတော့ပကံကိုလုတ်ကိစ္စနဲ့ခီးရက်ရှိရောက်ပြီးတော့ခီးလွတ်နေတာတကြောင်းသူပါဝင်ရမယ့်မာရသွန်ပြိုင်ပွဲရက်နဲ့တိုက်နေတာတကြောင်းစာရာတွေကြောင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့စိုးပြေတို့မင်္ဂလာပွဲရက်တွေအားလုံးမှာနေထွက်ကရန်ကုန်ကိုလုံးဝပြန်လာလို့မရခဲ့ပါဘူး။ တကူးတကပြန်လာဖို့စီစဉ်ခဲ့ပြီးမယ်အလုတ်ကိစ္စတွေကလည်းဘလို့မှပြည့်ပြအောင်ရှိုက်ကူးလို့မရတာကြောင့်မို့လို့ပကံမှာပဲနေရင်မာရသွန်လည်းပြင်းနေကြရတာဖြစ်ပြီးတော့ဒီနေ့မှသာလဲရန်ကုန်ကို ပြန်ရောက်လာခဲ့တာပါရောက်ရောက်ချင်ပေတည်ကျင်နေကြတဲ့သူတွေအားလုံးကလည်းနေထွက်ကိုအင်တာဗျူးပြီးတော့ဆက်ဆူခဲ့ကြပါတယ်။ဒါကြောင့်မို့လို့ပဲနေထွက်ကအင်တာဗျူးရဲကနေတခါတည်းကိုငယ်နဲ့စိုးပြေသူခီးလွန်နေလို့မလာနိုင်တာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးပြောပြသွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့စိုးပြင်းတဲ့နေထွက်အကြာမှာဘာကမ်းမှလည်းမရှိသလိုမုန်တီးနေကြတာလည်းလုံးဝမဟုတ်ပါဘူး။ဒါဆိုရင်တော့ပြည်သက်ကြီးတို့လည်းစိတ်ရှင်းသွားကြပြီလို့ထင်ပါတယ်နော်။